ရဲကုန်းဆရာတော်ဖရာကြီးနဲ့အံ့ဘွယ်ထူချဖြစ်ရများဆိုတဲ့အကြောင်းပြောပြခြင်းပါလေ။ရဲကုန်းအကြောင်းကိုကုမဲမျိုးအနောက်ဘက်မှာလမ်းတောင်ပတ်ချမ်းကျေးရွာချင်းဆက်လမ်းကနေတပြေတောင်းရွာကိုသွားတဲ့လမ်းတိုင်းဝင်ရင်တော့နှစ်မိုင်ခန့်မှာတသားတသားရှိတစ်စင်းဖြတ်ကျော်ရပါမယ်။လမ်းဘက်ဘက်တိုင်းဆက်သွားရင်ဥစွာအေးမဆိုရွာကိုရောက်ပါမယ်။ဆက်ပြီးတော့ထပ်သွားရင်ရဲကုန်းရွာကိုရောက်ပါမယ်။ 2010ခုနှစ်ကကျွန်တော်နှစ်လတကြိမ်ခန့်ဆရာတော်ဖျားကြီးထံတွားရောက်ဖုံမြော်ခဲ့ပါလေ။ရဲခုံးဆရာတော်ဖျားကြီးဟာစုကြည်ပံတတ်တော်ရှိဆရာတော်ဖျားကြီးတပါပါ။ခုဆိုရင်တော့ကျွန်တော်အဲ့တော့တွားခဲ့တာဟာ15နှစ်ခန့်ကြာပါပြီ။ဆရာတော်ဖျားကြီးကအဲ့ဒီ2010ဝင်းကျင်မှာကလေးကတတ်တော်64နှစ်ခန့်ရှိပါပြီ။ဆရာတော်ဖျားကြီးကကင်းတာ10ခန်းနဲ့တွားရတဲ့ဗဒလင်းကူမှာနှစ်စဉ်နှစ်တိုင်းပဋ္ဌာန်းတရားပွဲကျင်းပလေးရှိပါတယ်။ တစ်နှစ်ပေါ်ကျွန်တော်လိုက်ပါခွင့်ရပါတယ်။ကန်ဆယ်ရောမှာကောက်အုပ်ထားခဲ့ပြီးကင်းသားဆယ်ကိုဆက်လီနဲ့ဖြတ်ဆက်လီမောင်းနေတဲ့ချင်းကြီးအောက်ကနေဆက်လီကိုတဒုတ်ဒုတ်နဲ့တတ်နေတာကြားရပါတယ်။မင်းပလောင်စုံကြီးရက်ကနေပန်းလောင်ချောင်းတိုင်းသလုံးတွေကိုကင်းသားဆယ်အထိမျောချပြီးတက်ကုံကူးတဲ့လမ်းကြောင်းမှာရေအောက်ကနေသလုံးတွေများဝင်တတ်နေသလားလို့တန်တရားစိတ်ဝင်မိပါတယ်။ဆရာတော်ကိုကြည့်လိုက်တော့ဆက်လီဦးထိပ်ကနေလက်ကလေးတစ်ဖြားဖြားနဲ့မြေတားပို့နေတူပါတယ်။တခြားတာဝက်ကတွေက နေခံနေမို့လို့လာတော့မပြောတတ်ပါဘူးသူတို့လည်းကြားမှာပါဒါပေမဲ့စိတ်ပူပန်နေဟန်လည်းမတွေ့ရပါဘူးကင်းတော့ဆယ်ဆုံးမှာတို့တို့အတန်မကြားတော့ပါဘူးပန်းလောင်ချောင်းတိုင်းဆန်တက်သွားပြီးတနည်းအားမဆက်လျက်ရပါ යි အဲဒီကနေဘရလင်ကူကိုလမ်းဆက်လျှောက်ရမယ်လို့သိထားပါလေဆရာတော်ဖျားနဲ့ချင်းကပ်ပြီးရေအောက်ကအတန်က ဘာလဲဖျားလို့မိတော့အဲ့ဒါမင်းတို့တာစီမင်းလာကန်တဲ့ကငကားကြီးပဲ မင်းလာကန်နဲ့ရေခမ်းလို့ဖုံဖုံစီကိုနေစရာလာတော့တော့ဖုံဖုံကဒီကင်းတောင်းဆယ်ထဲမှာနေဖို့ခွင့်ပြုလိုက်တာအခုဖုံဖုံလာတာသိလို့လာပြီးကြောတာလို့ရှင်းပြပါလိမ့်ဒါလင်းကူကိုခြေလှမ်းသွားရပါလိမ့်ဂုဏကူကဖွင့်ထားပါလေဂူတစ်ကနေရစီပကြီတွေရှိတာကြောင့်ရှင်ဟောင်းသူတေသနာကပိတ်ထားတယ်လို့သိရပါလိမ့်ဗရာလင်ကူရဲ့အနေငယ်ဝင်မှုတာနဲ့ကျမ်းမြစ်မှာရှိတဲ့ကြောက်ပြားခုံလေးပေါ်မှာဆရာတော်ကြီးပါဝင်ဖွဲ့လိုက်ခိတ္တာနာပါလဲ အနည်းမှာသုံးပေခန့်ရှိတဲ့အဝိုင်းပုံစံကြောက်ပလင်ခေါ်ရှိပါလေရဲကုန်းဆရာတော်ဖះဟာထိုင်နေရာကလည်းပုံစံမပြတ်ကြောက်ပလင်ခုံပေါ်ကိုထိုင်လျက်ကြီးကြွားထားပါလေရုတ်တရက်ဆိုတော့အားလုံးအာအတင်သွားပါလေဘလိုမျိုးကြီးလဲအဲ့မှာအတန်းအပြောင်းသွားပြီးပုပ်ကိုထူးကြွလာတဲ့ဖူးကြဖူးကြလူရအောင်စူတောင်းကြဆိုတဲ့အသက်ကြီးပိုင်းပုပ်ကိုတူကပြောနေတယ်လို့အတန်းတုံတုံရည်ကြီးကြားလိုက်ပါလေအားလုံးထိုင်ကြတော့ကြပါလေ ခဏကြာမှာတော့ပုံမှန်ပြန်ဖြစ်သွားပြီးရဲကုန်းဆရာတော်ကြီးကကြောက်ပလင်ပေါ်ကနေပြန်ဆင်းလာပါလေရဲကုန်းဆရာတော်ဖျားကြီးရဲ့တပည့်ဝေယုံရွာကဦးစင်းလေးဗဒလင်းကူကိုတပါတဲ့အထိတ်ထံဝင်စဉ်ကပေါ့ဂူထဲမှာဝိဆာဆရာတော်နှစ်ပါဗဒလင်းကူမှာသတင်းသုံးတာသူဖူးခဲ့ရကြောင်းတပါဟာအသက်တော်ကြီးပြီးကျန်တပါကအသက်ငယ်ကြောင်းဂူတွင်းနေအောင်ကြည့်ရင်တာမန်ဂူနေရလို့ထင်ရပေမဲ့အတွင်းမှာလိုင်းကူတစ်ခုရှိကြောင်းအဲ့ဒီမှာသတင်းသုံးကြောင်းပြောပြပါတယ် တောင်လင်းကူကပင်မကူကြီး၃ခုရှိပါတယ်။နောက်ဆုံးကူမှာငကယုံဖျားတစုနဲ့ဖျက်ငဲတစုတို့ကိုဖူးတွေ့ပါတယ်။အိုးတစောင်းနေဟာဆရာတော်ဖျားကြီးထံတောင်းပန်လျှောက်ထားချက်အရရဲကောင်းဆရာတော်ဖျားကြီးကတီထားပေးခဲ့ကြောင်းသိရပါတယ်။ရဲကောင်းဆရာတော်ဖျားကြီးနဲ့ပတ်သက်ရင်အင်မတန်မှထူးခြားထင်ရှားတဲ့အဖြစ်အပျက်တွေအများကြီးပါ။ကိုတွေ့မျက်မြင်မှတ်တမ်းတစ်ခုကိုပြောပြခြင်းဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားမှုတွေကိုလည်းထပ်ပြောပြချင်ပါလေဆက်ပြီးတော့ပြောပြမယ့်အကြောင်းအရာကတော့ရဲကုန်းဆရာတော်ဘုရားကြီးအနီးမှာနေတဲ့ကပိယကြီးရဲ့ပြောပြချက်တွေကိုပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ပြက်ခတ်ရီတောင်ဟာမြန်မာနိုင်ငံရဲ့အလဘဟိုချက်ဖြစ်တယ်လို့အင်္ဂလိပ်မြေတိုင်းစနစ်ကဖော်ပြခဲ့ပါတယ်အနောက်ပြက်ခတ်ရီတောင်ပေါ်မှာနော်ထာမင်းတီထားကိုဝယ်ခဲ့တဲ့ဆွေတော်မြတ်စီတီရှိပြီးအရှင်ပြက်ခတ်ရီတောင်ဟာဘုရားကျောင်းကံစီရဲ့တို့မပြည့်စုံသေးခြင်းကအကြောင်းအရာဖြစ်ပါတယ် အနောက်ပြက်ခွေတောင်ကနေအရှိပြက်ခွေတောင်ကိုရောက်ဖို့တောင်၁၁လုံးကိုဖြတ်ကျော်ရပါလိမ့်အခုခါတော့ဆိုင်ကင်းနဲ့တွားလို့ရတယ်ဆိုပါလေမြတ်စွာဘုရားနဲ့အရိယာတန်ခါတော်တွေစုကြည်ပန်ဆရာတော်ကြီးတွေဝိဇ္ဇာဆရာတော်ကြီးတွေအစရှိတဲ့ပညာရှိသူတော်ကောင်းတွေရဲ့အကျင့်စရဏဟာလက်ဖြားခါလောင်အောင်ပြင်းပြင်းထန်ထန်ယွန်းချွန်ချွန်ကြင်ကြံအားထုတ်တာတွေ့ရတဲ့အခါကြီးညိုလေးစားစရာခွန်ရည်တွေဖြစ်ပါလေ ကျေးဇူးတော်ရှင်မဟာဗောဓိမြန်ဆရာတော်ကြီးဟာသူ့ရဲ့ဆရာဖြစ်တဲ့ဝေဘူးဆရာတော်ကြီးဟာဒီနေ့3မိနစ်သာကျင်းဆက်တော်မူကြောင်းအမိန့်ရှိခဲ့ပါလေ။လွန်ခဲ့တဲ့နှစ်ပေါင်း40ခန့်ကရဲကုန်းဆရာတော်ဖရာကြီးဟာလည်းအရှိပြက်ခွေတောင်ပေါ်မှာတရားအထုတ်ခဲ့ပါလေ။အဲ့ဒီချိန်ကအနည်းနဲ့ကပိယမရှိသေးသလိုအရှိတောင်ပေါ်မှာဇေယအကြောင်းကံလည်းမရှိသေးပါဘူး။ငါသည်အဋ္ဌံမပြီးမြောက်မချင်းဤနေရာကမထလို့သစ္စာဆိုပြီးတိတ်ထံဝင်ပါလေ။ထိုင်ပြီးတရားအထုတ်နေတဲ့နေရာအနီးတစ်ဝိုက်မှာရှိတဲ့လက်လန်းမိရာတည့်ရွက်တွေကိုသာစားတော့ပါလေ။ တောက်ဆရာရေဟိုလို့ nested လုံးဝမရှိပါဘူးတရက်ဆရာတော်ဖျားတရားအထောက်ရမြေကွက်လက်စီကိုယုံလေးတကောင်ရောက်လာပါတယ်ယုံလေးဟာသူ့ခြေလက်တို့နဲ့မြေကျုပ်ရက်ထုတ်ပါတယ်တနေကုန်ခက်ရက်ထုတ်ပြီးတဲ့ချိန်ယုံလေးတော်တဲ့ပြောင်းသွားပါတယ်အဲ့ဒီလက်ရက်တွင်းလေးကနေရေလေးတဖြည်းဖြည်းစိမ့်ထွက်လာပြီးရေအင်ငယ်စားလေးတစ်ခွဲဖြစ်လာပါတယ်ရေကုန်းဆရာတော်ကဒီရေအင်ငယ်လေးတကရေကိုလက်နဲ့ခုတ်ယူပြီးတော့ရေတော်ပြီးတော့ဒိတ်ထန်ဆက်ဝင်ပါတယ် နောက်ပိုင်းတော့ဇေယျတစောင်ဆောက်လုပ်ပြီးစီသလိုအနီးကပ်ပြုစုမဲ့ကပိယာကြီးတို့လည်းရှိလာပါလေဇေယျပေါ်မှာညာချင်ရောက်ရင်ဆရာတော်ကောင်းရင်ကနေကျင်းဆက်ပြီးကပိယာကြီးချင်းရင်မှာအိပ်ပါလေလာသားတဲ့ညာတညာတန်းကောင်ကြော်တဲ့အချိန်လောက်မှာတီတိုစကားပြောတဲ့ကြားလို့ကပိယာကြီးကအိယာကနေထားကြည့်ပါလေဇေယျကောင်းရင်မှာယဟန်နှပါစကားပြောနေတာတွေ့ရပါတယ်တပားကတော့ရေကုန်းဆရာကြီးပဲတပားကဘသူများပါလဲကပိယာကြီးတေချာကြည့်လိုက်တော့ အလာလာအလိခကအင်မတန်ထင်ရှားကြွကြတဲ့တာမညဆရာတော်ဘုရားကြီးဖြစ်နေပါလား။တာမညတောင်နဲ့ဒီပြက်ခက်ရွေတောင်ဆိုတာအဝေးကြီးဟာဘလို့များကြွလာပါလဲ။ငါစဉ်းစားလို့လည်းမမြင်ဘူးလေ။ငါစဉ်းစားလည်းမနေတော့ဘူး။ငါသွားမင်းရင်လည်းဖေအရှင်ဘုရားတို့စကားပြောတာပြက်မယ်။သူတို့ပညာရှိသူတော်ကောင်းတွေပဲစိတ်ကြံရှိတိုင်းအော်မြင်နိုင်တာမဆန်းပါဘူးလို့တွေးပြီးတော့အိတ်သွားပါလေ။ နနအာယုံတက်တော့အိယာကနေထရင်ရိုးတဲဆရာတော်ဖျားကြီးတို့စွန်းချက်ပြုတ်ကက်လူတဲကကပိယာကြီးကအရှင်ဖျားညကတာမညတောင်ဆရာတော်ကြီးနဲ့မတရက်ပြီးစကားပြောနေတာတပီတော်တွေ့လိုက်ရပါတယ်။အေးဟုတ်တယ်။တာမညဆရာတော်နဲ့ဖုံဖုံဟာတိတ်ဘွားကညီကိုတော်ဆက်ခဲ့ဘူးလေလို့ပြန်မိပါတယ်။အင်မတန်မှជីညူလေးစားပွဲကောင်းတဲ့ယဟန္တာအရှင်သူမြတ်ကြီးတို့ရဲ့ဂုံရီပဲဖြစ်ပါတယ်။ ရဲကုန်းဆရာတော်ဖျားကြီးနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတဲ့ဖြစ်စဉ်တွေကိုလည်းပြောချင်တယ်ဗျမန္တလေးတိုင်းတာစီမြို့နယ်အောင်စွာသိမ်ဖျားနောက်ဘက်မှာဝါယုံဆိုတဲ့ရွာလေးရှိတယ်ဗျအဲ့ဒီရွာကိုအာကန်တို့ဦးစနေတပားရောက်ရှိလာပါတယ်ဒေသခံရွာသားတို့ကရွာနောက်ဘက်မှာကြောင်းဆောက်ပြီးသတင်းသုံးစေပါတယ်ဒါပေမဲ့အကျိုးကြောင့်မညီညွတ်ပါဘူးရွာမှာဆက်နေဖို့မသင့်တာကြောင့်ရဲကုန်းဆရာတော်ဖျားရဲ့အရေးကိုခိုလွန်ဖို့ရောက်ရှိလာပါတယ် ရဲကုန်းဆရာဖျားကြီးကိုဦးစင်းလေးကဦးစွာကတော့ပါလေကတော့ပြီးမှဦးကောင်းကချန်ပီယံကိုထိပ်ပြီးပြန်မော့မလာတော့ပါဘူးဆရာတော်ကပြုံးပြုံးနဲ့ကြည်နေပြီးဦးစင်းလေးမော့ဖူးစေဗျာလို့ဆိုမှဦးကောင်းပြန်မော့လာပါလေစိတ်ထဲမှာမင်းနဲ့ဒီစကားသုံးနှုန်းကဘယင်းနဲ့သုံးတဲ့စကားပါလားဆရာတော်ဖျားဘာလို့အဲ့ဒီလိုသုံးတာလဲဇပွေဇွားဖြစ်မိပါလဲဘာကြောင့်ဆိုတော့မသိပါဘူးဦးစင်းလေးကချွေးတွေလည်းပြန်နေပါလေအတန်တွေလည်းတုံနေပါလေ ဘလို့အကြောင်းတရားရှိလဲကျွန်တော်တို့လည်းမသိရပါဘူးဆရာတော်ကြီးကိုကြောက်ပြီးပြင်ရောက်မှဦးကျွန်တော်ကဦးစင်ဘာလို့ကြောက်ရကလည်းပြန်မော့မလာတာလဲကျုပ်ပြာဆရာတော်ကိုတေချာဖူးရပြီးချိန်မှာအတိတ်ဘဝပြန်သတိရလာတယ်ပကံခက်ကဆရာတော်ဖျားကြီးဟာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုရင်တစ်ပါးဖြစ်ဘူးလေဗျာကျွန်တော်ကသူ့ရဲ့နောက်လိုက်တစ်ပဲပေါ့အဲ့ဒီချိန်ကမင်းရရဲ့ဖုံးကံကို သူ့ရဲ့မွေးညင်တော်တွေကအပေါ်ထောင်ပြီးကြတော့နေတာအခုဆရာတော်ဖျောက်တွေ့တွေ့ချင်းပဲကျွန်တော်မွေးညင်တော်တွေကိုကြည့်တဲ့အခါအပေါ်ထောင်ပြီးဆရာတော်ရဲ့သီလသမားတွေပညာကိုပြန်ကြတော့နေတာတွေ့လိုက်ရတော့အတိတ်ကိုပြန်သတိရပြီးလန့်သွားတာပါဆရာတော်ကမော်ဖူးစီစဉ်မှာမော်ဖူးရေးတယ်အဲ့ဒီလိုမပြောလို့ကတော့တနေကုန်ဒီတိုင်းပဲနေတော့မှလို့ရှင်းပြပါလိမ့်ဒီစကောင်းကိုကြားတော့ကျွန်တော်ဟာညံလေးတစ်ချက်ပွင့်ပါပါတယ်။ရွှေဘုံကျွန်းဆရာတော်ဖျားကြီးကိုသွားသတိရမိပါတယ်။မြခုံးမွေးတော်ကအပေါ်ပြန်ထောင်ပြီ ဆရာတော်ဖျားရဲ့သီလသမာဓိပညာတို့ဂုဏ်တို့ကိုဖူးမြော်နေတာသိထားမိပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကမျက်ခုံးမွေးတော်ကပြန်ဖူးနေတာပါလားလို့လည်းအသိဉာဏ်လည်းမရခဲ့ပါဘူး။ဒုတိယကျင့်ဖူးခွင့်ရတဲ့ဆရာတော်ကြီးကတော့မဟာဗောဓိမြိုင်ဆရာတော်ဖျားကြီးပဲဖြစ်ပါလိမ့်။အဲ့ဒီတော့ငါတတိမထားမခင်မြေပါဘူးအခုဦးစင်းလေးပြောမှဆရာတော်ဖခင်ရရဲ့မျက်ခုံးမွေးတော်တွေဟာအပေါ်ထောင်ကော့ပြီးတိရသမားဒီပညာဉာဏ်ကိုပြန်ကြောနေပါလားလို့သိခဲ့ရပါတယ် ူတော်ကောင်းအရိယာဆရာတော်တွေစုကြီးပံဆရာတော်တွေရဲ့သီလသမားကြီးပညာဂုဏ်ကျေးဇူးတွေဟာအင်မတန်မြောက်ကြီးမြတ်လာတာကိုလည်းသတိထားမိပါတယ်ရဲကောင်းအကြောင်းကိုတွားလို့ရင်တော့မန္တလေးတိုင်းမြစ်သားမြို့နယ်ကုမဲမြို့အနောက်ဘက်ကျေးရွာကျင်းလန်းတိုင်းတောင်ဘက်ကိုကားမောင်းသွားရင်တသားတသားရှိတသားစင်းကိုကြော်ပြီးသွားမှာကရဲကောင်းကိုရောက်ရှိမှာပဲဖြစ်ပါတယ်